ကျွန်တော်တို့နိဗ္ဗာန်လန်းသရာပေါ့နော်စတဲ့ကြီးဟာနီအစင်တီရှောင်းနဲ့နဝေရှောင်းပေါင်းစုံမျိုးစီစဉ်တဲ့အာစင်တီရှောင်းပေါ့နော်ရေတိုးပါတယ်ရိုင်းအရင်ဆိုရင်ရတဲ့အရှင်ကြီးမဟုတ်ပေမဲ့အောက်ဘက်မှာတော့ဒါချုပ်ကြီးရလေးတွေကိုရှားရေဝင်ရောက်နိုင်ပါတယ်ခင်ဗျာအဲဘာလို့လဲဆိုတော့ကျွန်တော်တို့ မိုးကများနေတဲ့အတွက်ကြောင့်မလို့နဝင်းကလည်းအရှိတိုးပါတယ်အအောက်ဘက်ရွာတွေဆိုတာကျွန်တော်ပြင်းမလားနဲ့နေသွားရွာတွေကျွန်တော်ငလိုက်ရှောင်းတဲ့အထိဆက်တဲ့နေရာတွေမှာလည်းရှိအနှဲငယ်ဝင်ရောက်နိုင်ပါတယ်ခင်ဗျာအလုံးလို့တော့ဆင်းနေရှောင်းဆိုတော့တည့်ရတိုင်းများရေလာရှိန်ဆိုတော့ရည်စည်းတန်ပါတယ်အရှိရွာနဲ့ထိဆက်နေတဲ့အဲဒီစင်နေချောင်းနဲ့ထိစပ်နေတဲ့ခြေရွာမှာရှိတဲ့မိဘပြည်သူတွေကတော့ အကလေးတငယ်တွေကိုကျွန်တော်တို့ဒီအပိုင်းတွေမှာအမြင်ဆောင်ရင်တွေကိုသွားပြီးတော့အဲဒီရေရှိုးဖို့ကိစ္စတွေပေါ့နော်အကလေးတွေဆိုတာစိတ်လိုက်မှမှနဲ့ရေစင်းရှိုးတတ်ပါတယ်အဲ့ဒီအရာလေးတွေတော့နည်းပို့ပြီးတော့ဂယူးဆိုင်ပေးပါလောလောဆယ်တော့အရင်တော့စိုးရင်ရတဲ့အရှင်နေမဟုတ်သေးပါဘူးထူးခြားဖြစ်စဉ်တခုခုဖြစ်တာနဲ့ကျွန်တော်ပြန်လည်ပြီးတော့ရိုက်ကူးပြီးတော့တင်ပြပေးပါမယ်ခင်ဗျာ နေ့စဉ်မိုးလေဝသတင်း2025ခုနှစ်အောက်တိုဘာလ16ရက်နေ့နနက်9:00နာရီအချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လယ်အော်ခြေနေမင်္ဂလာပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့်အရှေ့လယ်ပိုင်းတို့တွင်တိမ်အထင်တင်မှတိမ်ထူထပ်နေပါသည်ကပလီပင်လယ်ပြင်နှင့်ကြံမင်္ဂလာပင်လယ်အော်တို့တွင် မုတ်တုံလေအားနေနေပါသည် ယနေ့ညနေအထီးခံမန်းချက်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်တချင်းပြည်နယ်တို့တွင် နေရာကွက်ကြားရန်ကုန်တိုင်းဒေသကြီးကယားပြည်နယ်ချင်းပြည်နယ်နှင့်မြခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနေပြည်တော်ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးတစ်ချုံရွာမီရွာရံရနှုံးပြည့်ဖြစ်ပါသည်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်း မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့်မိုးတီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်အနောက်တောင်မုတ်တုံလေသည်မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှစုခွာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုံးပြေဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုံးပြေဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုံးပြေဖြစ်ပါသည်